အညာဒေတာမှာတော့ဒီမုတ်ကိုစာလေးဝေမုတ်လို့ခေါ်ပါတယ်။စာလေးဝေကိုစံပြဝိုင်းလေးကိုပေါက်ဖောက်ပြီးတော့ဝေထဲထဲချုပ်ကာခဲကိုမုတ်နဲ့ထည့်ပြီးတော့လက်နဲ့ညှင့်ပြီးတော့အခုလိုကြော်ပေးရတာဖြစ်ပါတယ်။စားကောင်းခြင်းနဲ့လူအိမ်မှာလှုပ်ရှားတဲ့လူများတော့ဘဲမုတ်ကိုဆင်းနဲ့လှုပ်ကြတယ်။တချို့ရောရောင်းတဲ့သူတွေကတော့ဒါကမုတ် မဲမုံစာမုံသုံးမျိုးစားလို့ရောပြီးတော့ရောင်းကြတာလည်းရှိပါတယ်။တယောက်နဲ့တယောက်တော့ချိုးစားအယူစားတော့မတူပါဘူး။များသောအားဖြင့်စားခြင်းနဲ့လူကတော့မဲမုံလောက်ကြတာများပါလေ။အညာဒိနာဘက်မှာဖျားပွဲရှိပြီဆိုရင်အိမ်တိုင်းကြော်ကြပြီးတော့လာရောက်တဲ့ဧည့်တွေကိုကျွေးမွေးကြတာဖြစ်ပါလေ။စာလေးဝေချုံကို ဒီတိုင်းလဲစားကောင်းတယ်လို့ချက်တော်နေခန်းကျင်သေးနေတုတ်စားရင်လဲစားလို့ကောင်းပါတယ်။